တော့သူတို့ကအုပ်ဖွဲ့ဖွဲ့ပြီးတော့ဂိုင်းစတားတွေလားသူတို့ကဟမ်အနိုင်ကျင့်တာတီးတီးလောက်ထားသူများသားသမီးတို့သူတို့တွေကမိသွေးတွေလားသူတို့ကဟမ်ရိုက်တယ်တီးတီးရိုက်တာတာထိုင်တာဒူးထောင်စမ်းပါးကိုရိုက်တဲ့အတာအကျယ်ကြီးပဲဘယ်မိဘမှကုံမွေးထားတဲ့သားသမီးကိုကုံမလို့ရဘူးဘယ်အခက်ဘယ်အတန်းမဖြစ်ဖြစ်ဒီကြောင်မဟုတ်ဘူးလားဒီကြောင်တိုက်ခါကြရလေချို့မိပါတယ်ဘလို့တုံတင်လဲဆိုရင်ကိုသားသမီးကိုဗျာတခြားလူနဲ့ပြဿနာတက်တယ်ဆိုလို့ရှင်ငါသားငါသမီးကိုကဥအောင်လို့ဥအောင်လို့ ုံတင်ပေးလိုက်တာကလူမိုက်ဆက်သွင်းတာပဲကဲကျွန်တော်ရဲ့ငွေချင်းတွေအားလုံးဒီဘေးနာကဗီဒီယိုလေးကိုတော့အားလုံးကြည့်ပြီးသွားလောက်ပြီလို့ထင်နေပြန်နော်တကယ်လို့မကြည့်ရသေးရင်ကျွန်တော်အောက်မှာလင်လေးချပေးထားတယ်ဗျာနော်အဲ့ဒီလင်လေးကနေဝင်ပြီးတော့ကြည့်လို့ရပါတယ်ဗျာနော်ចောင်းသူလေးတယောက်ကိုတခြားចောင်းသူအဖွဲတွေရပါနော်အုပ်စုလိုက်ဖွဲ့ပြီးတော့ပါရိုက်တယ်စပင်ဆွဲတယ်ဗျာနော်အနိုင်ကျင့်တဲ့အကြောင်းလေးပဲဗျအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုဆိုရင်ចောင်းသားမိပါတယ်တော်တော်များများကဒီကိစ္စကိုဝေဖန်လာချပြီဗျာနော် တတောညီကောင်မတွေအားလုံးမင်္ဂလာပါရှင်။နော်မမဘာပြောချင်လဲဆိုရင်ခုနကတချင်းတန်နဲ့ဆိုနောက်မှာဘာတမ်းမှမကြာကိုဖွင့်လိုက်တာလည်းဘာမှမသိလိုက်ဘူးနော်။အခုမြောင်မြမြို့မှာဖြစ်သွားတဲ့အာထကကြောင်းနော်အာထက6ကြောင်းသားတွေပေါ့နော်အမျိုးသမီးငယ်လေးတွေနော်သူတို့ရှိ9တန်း10တန်းပဲ။အရန်ပြောချင်ရကြည့်တဲ့ဒေါသလည်းထွက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကလေးမလေးကအမတန်ကြည်တရားတည်တယ်။မျက်နှာအမူအရာကိုကြည်တရား။မျက်နှာငယ်လေးတယ်နော်။ तू ကအကြောင်းရှိတယ်ဆိုရင်မိဘတွေရှိတယ်နော်။သွားတိုင်လိုက် ဒါလေဒီလိုလုပ်တယ်နော်ဒါသူ့အကြောင်းပြောတယ်ဆိုတဲ့စကားကိုပြောပြီးတော့သွားတိုင်ရင်ရတယ်။သူတို့ကကြည့်ရတဲ့ပုံစံဟိုအမျိုးကောင်မလေးတွေအိုဆူကတော့နည်းနည်းတတ်တော်တည်တည်ရှိပုံရတယ်။သူကအမေးလိုက်ရိုက်လိုက်ဒါလည်းမီးတွေးမှတယ်။ဟမ်အများသားသမီးကိုစုံမအောင်သူတို့မိပါတော့သူတို့ပါအောင်ရိုက်ချင်မှရိုက်ဘသူမဆိုသားသမီးကိုစိတ်ဆိုးလို့ဒါပြောရင်ပြောမယ်ရိုက်မှာမဟုတ်အဲသူတို့ကိုယ်တိုင်ကကိုတိလက်ရောက်ရိုက်ပုံနှိပ်ဆက်နေအောင်သူတို့ကဘာလဲဂိုင်းစတားတွေဟမ်ဒါတွေကိုတိတိမိမိအေးမယူပဲနဲ့နော်သွားပြီးတော့နှစ်ဖက်နှစ်လက်လက်မှတ်ထိုးပြီးပြီးသွားလို့ရမှာလား နော်ကြောင်းမဆရာမကြီးတိတယ်ဆိုရင်လည်းထိတိမိမိလို့မလှုပ်ဘဲနဲ့ဒီတိုင်းထားမယ်ဆိုလို့ရှိရင်နောက်ထပ်ဓာတ်တွေအတုယူပြီးနောက်ထပ်ကြောင်းသားတွေအများကြီးပဲရှိတယ်အားငယ်တတ်တဲ့သူတွေလည်းရှိတယ်နော်မရှိတဲ့သူတွေနဲ့ရှိတဲ့သူတွေနဲ့ကြောင်းသွားရင်တော့မှမတူဘူးနော်စိုက်ဆံမုံတွေဆရာမကြီးအစသူတို့တိတယ်နော်မပြောချင်လို့ဒီအမြဲတမ်းလူတွေကနေနေတာရှိတဲ့သူတွေနဲ့ဆက်ဆံပုံမတူဘူးမရှိတဲ့သူတွေသွားတဲ့အတူတူသွားရင်တောင်းသားတွေညံ့ငယ်ရတယ်အခုလဲဒီတိုင်းပဲ နော်အခုလိုလုံပုံလုံးကြီးတွေကိုထိထိမိမိနဲ့နော်လောက်ကမယ်အကုန်လုံးကဘာဖြစ်လို့လဲဆိုတော့သူတို့ဘဝမှာမရှိဘူးဆိုလို့ရှိလို့ရှင်နှိမ်ပတ်ဖြစ်မှာအခုလည်းဒီလိုဖြစ်တဲ့ကိစ္စကိုသူတို့ရိုက်တာတစ်ချက်တည်းမဟုတ်ဘူးနော်သူတို့ရိုက်တာအများကြီးပဲအချက်တွေဒူးထောက်ခိုင်းနေသူတို့တောင်းပန်ခိုင်းနေသူတို့ဘာလုပ်လို့လဲဟမ်တကယ်တမ်းသူကောင်မလေးတကယ်တမ်းပြောခဲ့တဲ့ဆိုသူအမေကိုသွားတိုင်ကျောင်းမဆရာမရှိတဲ့ရှိတဲ့လူတွေကိုတိုင်မောအကြီးတဲ့အရာသူတို့ရှိတဲ့ကြီး တဲ့အရာတွေကိုတိုင်မော်သူတို့မိဘတွေသူတို့ပြောပြเนาะသူတို့မိဘဆုံးမလိမ့်မယ်เนาะနှစ်ဖက်နှစ်လမ်းညနေချင်းဆိုင်ပြောမေးတော့သူတို့အုပ်ဖွဲ့ဖွဲ့ပြီးတော့ဂိုင်းစတားတွေလာသူတို့ကအနိုင်ကျင့်တာတီးတီးလောက်တာသူများသားသမီးတို့သူတို့တွေကမိတွေးတွေလာသူတို့ကဟမ်ရိုက်တယ်တီးတီးရိုက်တာတာထိုင်တာဒူးထောင်စမ်းပါးကိုရိုက်တဲ့အတာအကျယ်ကြီးပဲဘယ်မိဘမှကုံမွေးထားတဲ့သားသမီးကိုကုံမလို့ရဘူးပါဇက်ကသာပြောတာအခုလက်ထိထိမိမိဒီကိစ္စကိုမလုပ်ဘူးဆိုတော့နောက်ထပ်ចောင်းသားတွေဒီလိုပဲအတူယူပြီးအနိုင်ကျင့်နေအောင်မှာတခြားနေရာတွေမှာလည်းဒီလိုမျိုးရှိတယ် ဒါကြောင့်မလို့တကယ်ဒီကောင်မအုပ်စုကိုထိထိမိမိလှုပ်တည်တယ်အသက်ငယ်တယ်ငယ်တယ်မဆိုင်ဘူးသူတို့သူအတိညာအမကြီးရိုက်တာကြံညနောက်ဖောင်လဲဖောင်လဲနဲ့မထိတထိလှုပ်တာလည်းမဟုတ်တော်တော်မှထိထိမိမိထိထိရရကိုလှုပ်တာဒါကြောင့်မလို့သူတို့လှုပ်ပေးဖို့မတင်ဘူးနော်တိတ်တိတ်ချာချာညှိနှိုင်းပြီးလို့ရှိရင်သူတို့ကိုလှုပ်ရမယ်နောက်ထပ်လူတွေကကြည်လဲပြီးလဲပြီးတော့ထပ်ပြီးအဲ့လိုခလေးတွေနုံနေခလေးတွေရှိတဲ့အကြောင်းမှာအနိုင်ကျင့်တယ် ကိုသားသမီးတွေကြောင်းသွားလို့ရှင်သားရေရံမဖြစ်တော့သူများပြောရင်လည်းကိုမတိကြအောင်စောင်းနေဒီလိုမျိုးတချို့ဆိုလို့ရှင်ကလေးတွေနည်းနည်းထုံထုံအားအားဆိုလို့ရှင်ရိုက်ထားနဲ့ပုတ်ထားနဲ့ဆရာမရေမတိကြအောင်စောင်းတဲ့လူလည်းရှိအဲ့ဒါမျိုးတွေလည်းနည်းနည်းပွားထိတိမိမိလုပ်ပေးရမယ် Hello no နောက်မစတဲ့ထိုင်မနေ့ကကြောင်းပြမှာမင်းကလေးတွေချိန်ပြီးတော့ရံဖြစ်ကြတယ်ဆိုအဲ့ဒါသမီးတို့မဟုတ်ဘူးဆရာမကိုတန်းကအမိုက်ကြီးဘယ်အခက်ဘယ်အတန်းမဖြစ်ဖြစ်ဒီကြောင်းမဟုတ်ဘူးလားဒီကြောင်းတိုက်ခါကြရလေ နောက်ကနောက်ပါထင်နေတော့ဂျိန်းစပိုးမားတွေဟမ်ဂျိန်းစပိုးမားတွေပြောတာမိုက်တယ်နော်တော်တော်မရှိသေးဘူးဟမ်ဘယ်အတန်းဘယ်အခန်းမှာဖြစ်ဖြစ်ဒီကြောင်းကိုစားပြုတယ်ဒီကြောင်းတစ်ခါကြားတယ်ငါတို့တစ်ခါကြားတယ်မှန်တယ်နော်နောက်ကနောက်ပါထင်နေရောဂိုင်းစတားတွေလို့လို့ဟမ် ဟိုလိုလိုဒီလိုလိုနဲ့ငါတန်းနေရမဟုတ်လို့ပေါ့ငါတန်းနေရဆိုအကုန်လုံးဆွဲပြေးပလိုက်ဆိတ်ရှော့ဆရာမဆိတ်ရှော့လူလိုနားမလဲတဲ့ဟာတယ်တနေ့တနေ့အကုတူများတယ်နို့ပုကောက်စကားပြောနေစကားပြောနေလားဒါစကားပြောနေနင်းလားเสียมาดอดาอยู่เนาะตาวๆအခုလော်ဆိုရှယ်မီဒီယာပေါ်မှာအရင်ပြန့်နှံ့နေတဲ့ ော်ចောင်းទូលីអី3លីយកលោកកចောင်းទូលី1យកគូ ဟိုပိုက်ရိုက်တဲ့အရာပေါ့နော်ဟိုတိကျနေတယ်ဆိုလို့ရှိရင်ဟိုចောင်းទူလေးများဤရံပွဲဆိုပြီးတော့မှရိုက်ရှာကြည့်လိုက်ပါဒါက AIW တိုင်းမြောင်းမြမြို့မှာဖြစ်တဲ့အရာလေးဖြစ်တယ်အဲកောင်မလေးတယောက်ကိုចန်တဲ့កောင်မလေး3-4ယောက်ကဟိုပါးរីရိုက်တယ်ပြီးလို့ရှိရင်ဒူးထောက်ပြီးတော့တောင်းမှန်ခိုင်းတယ်ဟိုဒီအရာကဟို social media မှာပြန့်နှံ့လာဒါပေမဲ့ဒီရဲ့ဖြစ်စဉ်ကပြီးခဲ့နှစ်ကဖြစ်ပြီးတော့မှဒီနှစ်မှတရားကြီးကအကျေတဝင့်ဟိုလူတွေတိလာတဲ့အရာဖြစ်တယ်ပေါ့နော်ဟိုဒီအရာက ဖြစ်တဲ့အရာကတော့မကောင်းဘူးဗျဒါပေမဲ့စာတင်ကျောင်းအစိုးရကျောင်းကအဲအားနှချက်ရှိတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးအပြင်ကျောင်းတွေမှာလည်းဒီလိုဖြစ်စင်တယ်အများကြီးရှိတယ်ဆိုရှယ်မီဒီယာပေါ်မှာလာမပြတ်နှံ့တာဘယ်ကျောင်းမဆိုဒါမျိုးဖြစ်စင်တွေကဖြစ်နေတယ်ဗျအခုနောက်ပိုင်းကဒါတင်ကန်းစာယူပုံယူနီးမှားတယ်လို့လည်းပြောလို့ရတယ်ဒီကောင်မလေးတွေပဲမဟုတ်ဘူးနော်ယောက်ျားလေးတွေလည်းဩ ရန်ပွဲတွေဖြစ်ကြတယ်ကောင်လေးတရားကိုဂျန်တဲ့ကောင်လေးတွေကဝိုင်းထိုးတယ်ဒါလည်းဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတာပြအားလုံးသိတဲ့အတိုင်းပဲဒါမျိုးတွေအမြဲတမ်းအမြဲတမ်းညင်နေရတယ်ပြဆိုတော့တင်ကန်းသာယူစရာမကောင်းဘူးပြလုံးဝအဲ့တော့အဲဒီចောင်းနာမည်တော့ကိုယ့်ဟိုရိုက်ပြီးရှာကြည့်လိုက်ပါတော့ចောင်းသူလေးများရန်ပွဲအရာတွေတည်းမြန်မာမျိုးမှာဖြစ်တဲ့အရာဖြစ်တယ်ဆိုကိုယ့်ဟိုရိုက်ပြီးရှာကြည့်လိုက်ကဲအဲ့မှာကျွန်တော်တင်ကန်းသာယူစရာကျွန်တော်ပြောပြပေးမယ်ကျွန်တော်တခါလဲတင်ပေးထားတယ်ပြဘာလဲဆိုရင်လူငယ်တွေဘာလို့လမ်းမရောက်တယ်လူငယ်တွေကို လူဆိုးဆက်လူမိုက်ဆက်သွင်းတာဘာလို့လဲဆိုတဲ့အရာကိုကျွန်တော်တင်ပြပေးဘူးတယ်ကျွန်တော်ထပ်ပြီးပြောပြပေးမယ်ဒီຢာကကလေးတယောက်ကသူများကိုရိုက်ဖို့ရိုက်ဖို့ဗျာအဲ့လိုဖြစ်လာမယ်ဆိုရင်တရာမှာ80ရာခိုင်နှုန်းကမိဘနဲ့ဆိုင်တယ်အဲ့ဒါမိဘတွေမငင်းပါနဲ့ဒါတကယ်ပြောပြတာတချို့မွေးရပါဗီဇမကောင်းတဲ့ကလေးတော့ရှိတော့ရှိတယ်ဒါပေမဲ့အဲ့လိုမိဘဗီဇမကောင်းတဲ့ကလေးကတရာမှာ10ပဲရှိတယ်ဗျာနောက်တဲ့ တရာမှာကျန်တဲ့30ကကြတော့တငယ်ချင်းအပေါင်းအသင်းမှားလို့ဖြစ်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့မိဘတွေနဲ့အများကြီးဆိုင်တယ်တချို့မိဘတွေကဘလို့တုံတင်လဲဆိုရင်ကိုသားသမီးကိုဗျာတခြားလူနဲ့ပြဿနာတက်တယ်ဆိုလို့ရှိရင်ငါသားငါသမီးကိုကဥအောင်လို့ဥအောင်လို့လို့တုံတင်ပေးလိုက်တာကလူမိုက်ဆက်သွင်းတာပဲအဲ့ကလေးကမှားယွန်းနေတာဘာဖြစ်လို့လဲဆိုလို့ရှိရင်ပြဿနာတစ်ခုဖြစ်ရင်မိဘတွေကပညာသားပပနဲ့ကိုကိုသူများမထိခိုက်တဲ့ွေ ဘလို့တုံ့ပြန်ရမလဲဆိုတဲ့အရာကိုမသိပေဘူးဗျာ။ဟောမသိရင်ပဲကိုကတကယ်ကိုရက်ကွက်ထဲမှာစားရှိတဲ့လူကြီးလိုလိုငါတို့ငါသားသမီးတွေငါကပဲကောက်ွယ်ပေးမယ်ဆိုတဲ့ပုံစံကြီးမျိုးကွာ။အဲ့လိုပုံစံမျိုးနဲ့ကလေးတွေမှာကလေးတွေရဲ့ရှေ့မှာ attention ယူပြီးတော့မှသင်ပေးတယ်ကွာ။တချို့မိဘတွေရှိတယ်။အဲ့ဒါတွေကကိုသားသမီးကိုမိုက်ဆက်သွင်းတာဗျာ။မိုက်ဆက်သွင်းတော့ကလေးတွေလည်းမသိဘူးဗျာ။လူများကိုဟိုဥအောင်ရိုက်ဆိုတဲ့အရာအုံအောင်လည်းရှိနေဗျာ။အဲ့တော့တခုဖြစ်လို့ရှိရင်ရိုက်ချင်တာ။လူတစ်ယောက်ကကျွန်တော်ပြောပြသွားပြီ။လူတစ်ယောက်ကတဲ့လူတစ်ယောက်ကိုထိုးဖို့ရိုက်ဖို့ဆိုတာတုံနာမလွယ်ဘူး။ တတ်ဖို့ဆိုတာဝေရောတော့နာမလို့ဒါပေမဲ့လို့ရိုက်ဆရှိတဲ့ကလေးကမရတော့ဘူးရိုက်ဆရှိတဲ့ကလေးကရိုက်ကိုရိုက်တယ်သူများကိုထိုးစားရှိတဲ့ယောက်ျားလေးကထိုးထိုးတယ်ဗျအဲ့လိုမျိုးကလေးကိုမကောင်းတဲ့အရာကိုအဆမပြေပေးဖို့လိုအပ်တယ်ပြဿနာတစ်ခုဖြစ်လို့ရှိရင်ကိုခန္ဓာကိုကိုကိုသူများ မထိခိုက်သေးတဲ့ရွတော့မလုံနဲ့ဒါကအကောင်းဆုံးပဲဒါကပါဆိုရှင်ကိုကလေးကလူငယ်ကလေးစာတင်အရွယ်ဖြစ်တဲ့အတွက်အကောင်းဆုံးတုံတင်ပြတ်တာပေးဖို့ကလေမာရေးချရှိဖို့နဲ့ စာချက်ဖို့ပဲဒါကိုပညာယူဖို့ဒါကိုအကောင်းဆုံးတုံသင်ပေးရမယ်အဲတချို့ကပြောကြတယ်ဒါဆိုရင်ငါသားသမီးကိုသူများလောက်တာမင်းဘယ်လိုလုပ်မှလဲကျွန်တော်လာမေးကြလိမ့်မယ်ကျွန်တော်ပြောပါမယ် ပြဿနာဆိုတာရှောင်ကွင်းလို့ရတဲ့အရာတွေတင်ပြလို့ရတဲ့အရာတွေအများကြီးရှိပါတယ်ဗျာကိုသားသမီးကိုသူများအာလုံမဲ့ဆိုတဲ့အရာမျိုးကလည်းခင်ဗျားစဉ်းစားတာတရားမှာနှစ်ရာခိုင်လုံးလောက်မှာဖြစ်ကောင်းဖြစ်လိမ့်မယ်ဘဒုကမှဘရိုင်းမလုပ်ဘူးဒါပေမဲ့လို့စာចောင်းတက်နေတဲ့အတွက်မိဘရဲ့အုတ်ထိန်မှုအောက်ဆရာဆရာမတွေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်ဗျရှိတယ်ဆိုတဲ့အတွက်ဘယ်အရာပဲဖြစ်ဖြစ်ဩဆရာမကိုတိုင်းဆရာကိုတိုင်းဒါမှမဟုတ်အရာရဲ့မိဘကိုပြန်ပြောဒါမျိုးလေးကိုတွန်းတင်ပေးတင်တယ်အဲ့လိုမတွန်းတင်ပေးတဲ့အတွက်ကလေးတွေကစားရှိတယ်ဒါတပိုင်းနောက်တဲ့တပိုင်းကဘာလဲဆိုလို့ရှိရင် ကလေးတွေကဆိုရှယ်မီဒီယာသုံးတဲ့အခါမှာအာရုပ်ရှင်တွေတော့ကြည်ကြည်ဗီဒီယိုထဲမှာကြည်ကြည်အာကိုရီးယားကားတွေပဲကြည်ကြည်ဗျာဟိုဟိုចောင်းတွေမှာတို့ဇာရှိတဲ့ပွဲတွေအဲ့လိုမျိုးတွေကြည်ပါများလာတဲ့အခါမှာကလေးတွေကလှုပ်ချင်လာတယ်ဗျာအဲ့လိုပုံစံမျိုးတွေကလည်းအတူယူမှားနေဗျာနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုရှယ်မီဒီယာမှာတရားရောက်ကပြဿနာတက်လို့ရှိရင်ဒူးထောက်ပြီးတောင်းပန်ခိုင်းတာဗျတောင်းပန်ခိုင်းပြီးတော့ဆိုရှယ်မီဒီယာမှာတင်တာဒါအယမ်းမားတယ်ဗျဒါမလုတ်တင်တဲ့အလုတ်ဒါဒါဒါကျွန်တော်အရှိလုတ်ခဲ့တဲ့လူတွေကိုကျွန်တော် နင်းငံပုံချပြီးအပြစ်ပြောတာမဟုတ်တော့ဒါမျိုးတွေဆက်ပြီးမလုပ်ဖို့တော့ကျွန်တော်ပြောပြတာဒီຢာတွေကိုအတုမခိုးပါနဲ့ကျွန်တော်ဘလူမားတယ်ဘလူမားနဲ့ပြောတာမဟုတ်တော့ကလေးတွေအတုခိုးမှားမှာဆိုလို့ပြောတာဒါတွေကိုမလုပ်ကြပါနဲ့ဒါတွေကိုစင်ကျင်ပေးပါ လာမယ့် generation မျိုးဆက်တွေကအကောင့်တွေနေပဲသွားသိချင်တယ်အဲကျွန်တော်ပြောချင်တဲ့အရာကနောက်ဆုံးကျွန်တော်ညီကုန်းပြောချင်တဲ့အရာပါဆိုရင်ကလေးတွေကိုအမှားမတွင်တင်ပေးပါနဲ့မိဘတွေအနေနဲ့လည်း အမှားမတုံတင်ပေးနဲ့အဲဆိုရှယ်မီဒီယာတွေပုံမှန်လဲအရန်ကြီးလဲကလေးတွေကိုဆိုရှယ်မီဒီယာမှာမထားနဲ့ကလေးငယ်ငယ်ပြီးရောဆိုပြီးတော့ဖုန်းနဲ့ပေးသုံးတာလဲမလုံနဲ့အရန်မလုံနဲ့ ID အတွက်သင်္ကန်းသာယူပါအဲဒီစာတင်ကြောင်းကတော့ဘယ်စာတင်ကြောင်းလဲဆိုတော့ကိုယ်ရိုက်ပြီးတော့ရှာကြည့်လိုက်ပါလို့ကျွန်တော်ပြောပြပေးချင်ပါတယ်ဗျာကျွန်တော် page လေးကိုလည်း like and follow လုပ်ပေးကြပါဦးလို့အားလုံးလည်းမင်္ဂလာပါရှင်ဒီချိန်ကတော့ဒီချိန်ဆုစုဖြစ်ပါတယ်เนาะ ီနေ့အဲဒီချေဖို့ Facebook လေးကြည့်ရင်လည်းဒီချေဒီဗီဒီယိုကလစ်လေးတခုတွေ့ခဲ့ရပေါ့နော်ဒါပေမဲ့တို့ရေးထားတဲ့အရေးသားတော့ဒါတော့မနစ်ကចောင်းတက်တော့အချိန်လို့ပြောတာပေါ့နော်အဲ့မှာဒီချေကဘာတွေ့လဲဆိုចောင်းသူလေးတယောက်ကိုចောင်းသူလေး2ယောက်3ယောက်កောင်းနေပြီးတော့တို့အချင်းချင်းစကားတွေပြောကြတာပေါ့နော်ဖြစ်စဉ်တခုတော့ရှိမှာပေါ့တိစားတသက်ကိုယ်ရတော့ဒီချေလည်းမသိဘူးအဲ့ဒီဖြစ်စင်မှာအဲ့လိုပြောကြနေတဲ့တစ်ဖက်ကကောင်မလေးကိုတစ်ဖက်ကဒီအဖွဲလိုက်ကောင်မလေးရဲ့အုပ်စုကကိုထွေးလက်ကျူးလွန်တာပေါ့နော်ဒါမိန်းမသားတယောက်ကို ဟိုပားရိုက်တယ်ဆိုတာကဒါဟာတော်တော်ကိုဟိုဘယ်လိုပြောမလဲဆိုတော့မိမတက်အောင်နေအရန်ကိုရှက်เสียကောင်းတဲ့ကိစ္စပေါ့เนาะအဲ့တော့ဒီကလေးငယ်လေးတွေကဒီအသက်ငယ်ငယ်ရွယ်လေးတွေ ਨੇ ကိစ္စအကြောင်းအရာတစ်ခုပေါ်မှာအဲသူတို့ဟာပြဿနာတစ်ခုအေးအေးဆေးဆေးဖြေရှင်းခြင်းမရှိဘဲနဲ့သူတို့ရဲ့စိတ်ဆန္ဒအရာကိုတိလေးယောက်ဂျူးလွန်နေကိုတိလေးယောက်ဂျူးလွန်နေပြင်ကိုသူတို့ကဗီဒီယိုရိုက်ပြီးတော့ဒါကတော့ဘသူကတော့ဒီဖိုင်ကိုတင်လိုက်လေတော့တချင်မသိဘူးပေါ့เนาะဆိုတော့အဲ့လိုမျိုးတွေဖြစ်သွားတယ် ကြက်တနာလေးကိုတချင်ကြည့်ရတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့တချင်တို့ဟာမြန်မာလူမျိုးတွေဖြစ်တယ်ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တယ်တချင်တို့ကိုမြတ်စွာဘုရားရှင်ကဟောကြားထားခဲ့ပြီးပြီးသားဟုတ်လားတချင်တို့ငင်းငယ်လေးတည်းတင်ရတယ်38ပြာမင်္ဂလာပုံမြင်နေရှိတယ်เนาะတချင်တို့ဓမ္မတေးတွေရှိတယ်တယောက်နဲ့တယောက်ဘယ်လိုမျိုးချစ်ခင်ရင်းနှီးအောင်နေရမလဲရိုင်းပြမှုတွေမရှိရအောင်ဒါတွေကတချင်တို့ငင်းငယ်လေးတည်းအကြောင်းနေမှာဆိုရင်လေအာတချင်တို့38ပြာမင်္ဂလာတို့ဘာလို့ဆိုတော့ကြောင်းနေမှာလေတချင်တို့တင်ပေးတယ်ပေါ့เนาะဒီဗုဒ္ဓဘာသာတင်နေနေမှာဆိုရင်လေတချင်တို့တင်ပေးတယ်ပေါ့เนาะ တော့တချေရူကဘလောက်ပဲတိုးတက်ခင်မိပါတယ်ပဲပျော့ပျော့တချေရူရဲ့နိုင်ငံသည် အခြေခံထားရသည်မြန်မာလူမျိုးဖြစ်တဲ့ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့ဒီဖျားဟောထားတဲ့တရားရည်နဲ့အညီတချေရူဟာကြင်ကြံနေထိုင်နေကြတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာဘလောက်ပဲခစ်တည်စနစ်တည်ပြောင်းမြောင်းတချို့လည်းတော်တော်များများလေးလာမြေတချို့လူကြီးတွေကိုယ်တိုင်ကအစားကလေးတွေကိုဘလို့သူတို့က အယူဆထားတာလဲဆိုတော့အော်ခစ်လူငယ်တွေပဲအာခစ်မမီဦးအာခစ်အဲ့လိုပေါ့နော်ကလေးတီကိုသူတို့ကဟိုလွတ်လပ်ခွင့်ပေးတယ်ဆိုပေမဲ့သူတို့ကိုယ်တိုင်ကမိဘတွေကိုယ်တိုင်ဆာကလေးတွေကိုဖျက်ဆီးနေတယ်လို့ဒီချေကတော့မြင်မိတယ်ပေါ့နော်ဘလောက်ပဲခစ်တွေစနစ်တွေပဲဖြစ်ဖြစ်ခစ်လူငယ်တွေဖြစ်နေနော်ဒီချေတို့မိဘတွေကတေချာဆုံးမတုံတင်နိုင်ဖို့လိုအပ်တယ်တရားနဲ့တရားကိုနိုင်တဲ့စင်းနေပြုတ်မူတာတွေဟဲ့လားနောက်တစ်ခါကျတော့တချို့လိုမသိတော်တဲ့လောက်ရက်တွေပေါ့နော်ဘလောက်ပဲခစ်က တိုးတက်ပါတယ်ပဲပျော်ပျော်ဒီကလေးငယ်တွေအနေနဲ့မသိတော်တဲ့လောရက်တွေလုပ်တော့မယ်ဆိုတဲ့အခါမျိုးမိဘတွေကသွန်သင်ပေးဖို့လိုတယ်စုံမပေးဖို့လိုတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့မိဘတွေကိုယ်တိုင်အစအေးလုံးလိုက်နောင်လာတဲ့ပြဿနာငါတို့နောက်မှကြည့်ရှင်းမယ်ဆိုတာမျိုးကကြတော့ယောက်ျားလေးတွေအတွက်တော့ပြဿနာတော့တိတ်တော့မရှိဘူးပေါ့နော်ဒါပုံမှန်အထက်ကတော့ယောက်ျားလေးတွေကတော့ငငယ်လေးတွေကတော့ ်ယောက်ျားလေးဆိုရဲအဲသူတို့မှာဒီဇယိုက်လက္ခဏာတွေမိန်းကလေးအနေနဲ့ဒီအသက်အရွယ်လေးတွေမှာဒီလိုမျိုးလေးတွေတယောက်နဲ့တယောက်စကားပြောကြတဲ့အခါမျိုးကိုတိလက်ရောက်တွေကျူးလွန်နေတာကိုမြင်ရပြီးတော့တီချဲတော့တော်တော်စိတ်မကောင်းဖြစ်မိတယ်သိလားခံစားနေရတဲ့ကောင်မလေးဘက်ကိုလည်းကလေးလေးဘက်ကိုလည်းဒီချေကိုချင်းစာရဲတနာရဲဖြစ်စင်ပါဆိုတော့အဆအဆုံးမသိဘူးဆိုပေမဲ့ဒီချေတနေအားလုံးရဲ့အခြေခံကတော့ တိုးတက်လာတဲ့နေပညာရေးကျောင်းလို့ပဲထင်နေပေါ့နော်ပြီးတော့သိတဲ့အတိုင်းပဲတချို့လူမြန်မာနိုင်ငံမှာရောက်ရှိလာတဲ့ဒီကိုရီးယားကားတို့ထိုင်းကားတို့အဲ့ဒီလူတွေအကုန်လုံးကလည်းကျောင်းနေမှာအုပ်စုလိုက်နေသိရမလားဟိုဟိုအနိုင်ကျင့်ကြတဲ့အဲ့လိုရုပ်ရှင်ကားတွေလည်းအများကြီးရှိကြတာပေါ့နော်ဒါတွေကိုပဲဟိုတချို့မြန်မာလူမျိုးတွေကပဲအတူယူမှားနေသလားတော့မသိဘူးပေါ့နော်ဒါလေးတစ်ချက်လာပြီးတော့မျှဝေတာပါမြင်ပြီးတော့စိတ်မကောင်းလို့လေအဲတချို့လေဒီဗီဒီယိုဖိုင်လေးကိုတွေ့ကြမယ်တော့ထင်ပါတယ်เนาะဒီချက်ဗီဒီယိုဖိုင်လိုက်တော့မတင်ချင်တော့လို့ဒီချက်သူတို့ရဲ့ဟိုပုံလေးကို caption လေးတင်ထားတယ်เนาะ နားထောင်ပြီးတဲ့သူတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်ကဲចောင်းသားမိပါတွေနဲ့ဆရာဆရာမားတွေကတော့ဒါပြောသွားပြီပေါ့เนาะကဲတကယ်ကျွန်တော်လည်းဘယ်လိုမြင်ကြလဲဗျာเนาะတကယ်ကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်အောက်မှာ comment လေးရေးပေးသွားခဲ့ပါအောင်ဗျာเนาะကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ကြမှာဗျာเนาะ